စနေတကြလှူဆောင်ပါအောင်မြင်တဲ့သူဆိုတာမိမိရဲ့ကိုယ်နှုတ်စိတ်သုံးပါးစလုံးကိုတန်ဖိုးရှိစွာပြောဆိုခြံစီလောက်ကောင်လောက်ကိုင်ဆောင်ရွက်တဲ့သူပဲဖြစ်တယ်အတလိုနေတဲ့ပြောတဲ့လောက်ကိုင်တတ်ဖို့ဆိုတာကစီစနေတကြဘဝကိုဖြတ်တန်းရပါမယ်စီစနေချက် အလောက်ကရင်မိမိရဲ့လှုပ်ဆောင်ချက်တွေကသူတပားကိုလည်းမထိခဲ့တယ်လို့မိမိကိုယ်တိုင်လည်းထိခိုက်နေတာမူမရှိပါဘူးစီစနစ်မကြပါကမိမိရဲ့လှုပ်ဆောင်ချက်တွေဟာသူတပားကိုလည်းထိခိုက်နေတာတိုင်းတယ်လို့မိမိကိုယ်တိုင်လည်းထိခိုက်နေတာစေနိုင်ပါရဲ့ဘယ်ရမစိုးမိမိရဲ့နဲ့သူတပားကိုထိခိုက်မှုရှိပါကအဲ အောင်မြင်တဲ့ဘဝတစ်ခုကိုမတည်ဆောက်နိုင်ပါဘူး။တချို့ကမိမိကိုယ်တိုင်စိတ်စနစ်ကြကြမနေထိုင်တဲ့ယုံတဲ့မကစိတ်စနစ်ကြကြနေထိုင်တတ်တဲ့လူကိုပဲအဖြစ်ပြောဆိုလေးရှိပါတယ်။တကယ်တော့သူတပားရဲ့အဖြစ်ကြီးမြင်နေပါကမိမိရဲ့အဖြစ်ကိုမြင်လို့မရှိပါဘူး။မိမိအဖြစ်ကိုမမြင်ရင်မိမိအသာအစာတွေများလာပြီး တန်ဖိုးရှိခဲ့ဘဝတစ်ခုကိုမတည်ဆောက်နိုင်တော့ပါဘူး။ဒါကြောင့်တန်ဖိုးရှိရဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆိုပါကစီးစနစ်ကြစွာလောက်ကင်ကြပါလို့ပြောပြရစီဗျာ။ဒီဗီဒီယိုလေးကိုအပောင်းနေထားပါ share လို့ရပါတယ်။များများလေး share ကြပါ